အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြမ်းမခြင်းနဲ့ပြေဆုံးနိုင်ကြပါစေဒီနေ့ထိုင်းရွှေဈေးကတော့900အတန်နဲ့ဈေးဖွင့်သွားပါပြီဒီနေ့က21ရက်နေ့လေးလပိုင်း2020နဲ့5ခုနှစ်မနက်ပိုင်းထိုင်းရွှေဈေးကတော့900တက်ပါတယ်96.500ခန်းလုံးရှိတဲ့ထိုင်းရွှေခဲဈေးဆိုင်ကရောင်းတဲ့ဈေးက9250ဆိုင်ကလက်ခံတဲ့ဈေးက9850လက်ဝိညာဉ်ဆိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက9350ဆိုင်ကလက်ခံတဲ့ဈေးက9862.68နဲ့ပေါက်ဈေးရှိပါတယ် ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3389နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်တဒေါ်လာကိုထိုင်းဘတ်ငွေ33.15နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်96.500ခန့်လို့ရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်လက္ခဏာ BSC ထိုင်းရွှေကရပတာကို9350ဈေးနဲ့ပေါင်းဈေးရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9250ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။ လက်ဝေရနိုင်လက်ခရရတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ1000ဒီရှိနိုင်ပါတယ်မိမိဝဲတဲ့ထဲပေါ်မှာမူတည်သလိုကျောင်းနဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခချင်းတော့ငါပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့တိုင်းရွှေလက်ဝေရနာတပတ်သားကိုပြောင်းရောက်မယ်ဆိုရင်ဆိုင်က900ခန်းတုံးဖြတ်ပြီးတဲ့အပြင်ကို9200ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံပါပါတိုင်းရွှေခဲကတော့ကျွန်တော်ပြောသလိုပဲဆက်လက်ပြီးတော့တက်နေတာဖြစ်ပါတယ်ကဘာရွှေစည်းတွေကတအားကိုထုတ်တက်နေတာဖြစ်ပါတယ်ကဘာရွှေကဒီနေ့မနေ့ထင်ကိုမှတော်တော်လေးကိုထုတ်တက်သွားတာဖြစ်ပါတယ်တော့ကဘာရွှေတက်ရတဲ့အကြောင်းရင်းတွေကတော့တရုတ်နဲ့အမေရိကန်နဲ့အခွင့်အ အပြန်အလှန်ကောက်ခံမှုတွေနဲ့အတူသမန်ဒေါ်နယ်ထရပ်ကိုအမေရိကန်မှာဆန္ဒပြနေတာကလည်းပဲအကြောင်းရင်းဖြစ်ပါတယ်ဗျ။တခြားအကြောင်းရင်းမြောက်များစွာနဲ့ ကမ္ဘာရွှေဈေးကလည်းထိုးတက်သွားတာဖြစ်ပါတယ်ဗျဒေါ်လာငွေဈေးတွေကလည်းကျပါတယ်ဒါကြောင့်မလို့ကမ္ဘာရွှေဈေးကထိုးတက်သွားတာဖြစ်ပါတယ်ဒါကြောင့်မလို့လက်ရှိမှာထိုင်းရွှေဈေးကလည်းအတက်ဈေးနဲ့ရှိနေပါသေးတယ်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုခြင်းတဲ့သူတွေကတော့လက်ခဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်ငွေထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲကိုတွားပြီးတော့ဝယ်လို့ရပါတယ်တပတ်သားကိုလက်ခ200ငါးပတ်သားဒီဝယ်မယ်ဆိုရင်လက်ခအကုန်ကျမရှိပါဘူးထိုင်းရွှေဈေးငွေဈေးတွေကိုအများနဲ့တင်ပေးပါတယ်ထိုင်းရွှေဈေးငွေဈေးတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အလုံးမဲ့စိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ ပေးရှင်းနိုင်ကြပါစေ။